မင်္ဂလာပါကျမတို့ငုခတ်တာပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ပဲခူးတိုင်းနှစ်တလင်းမြို့နယ်ရဲကစစ်ကောင်စီလက်အောက်ခံရဲကင်းစခန်းတစ်ခုကိုမေလ2ရက်နေ့ကမနက်9:00နာရီဝန်းကျင်မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေတိုက်ဆုံတံရရခဲ့ကြပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ် နတ်တလီမြို့အရှိတ်မှာရှိတဲ့တမငယ်ရွာရဲစခန်းသိမ်းတိုက်ပွဲကိုပါကဖပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲတွေဘက်ကအသေးပျောက်ရှိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲကြာမြင့်ချိန်တနအိနီးပါးကြာမြင့်ခဲ့ကတိုက်ပွဲအတွင်းရဲနဲ့ပြူစောတိ၃ယောက်သေဆုံးခဲ့ပြီးကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့ထွက်ပြေးသွားကြကစခန်းထဲမှာရှိတဲ့လက်နက်ခဲယမ်းတွေသိမ်းဆီးပြီးပြန်ဆုတ်လာခဲ့တယ်လို့ဘကိုးတိုင်းစစ်ရေးတာဝန်ခံက TV ကိုပြောခဲ့ပါရယ် အဲ့ဒီရေကင်စခန်းကနေ G3 တနက်တလက်ကာပိုင်တနက်3လက် MA3 တနက်တလက်60မမစင်ပြောင်းတလက်60မမဖုံးသီးကိုလုံးပလတ်စတစ်နေမိုင်း၅လုံးရင်ဖြတ်မိုင်း၄လုံးနဲ့ G3G အတောင်120တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့လည်းပကဖပူပေါင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ အနာသိမ့်ပြီးတဲ့နောက်မြန်မာနိုင်ငံအတွင်းကသတင်းသမား200ကျော်ဖမ်းဆီးခံခဲ့ရပြီးနှစ်ရှည်ပြည်တန်ချမှတ်ခံထားရတဲ့88ယောက်သောသတင်းသမားတွေရဲ့ထောင်ဒဏ်စုစုပေါင်းဟာ498နှစ်ရှိကြောင်းသိရပါဗျ။ဝေဝေတင်ဆက်ပေးပါပါရှင်။အနာသိမ့်လေးနှစ်ကျော်ကာလမှာစစ်ကောင်စီဖမ်းဆီးခဲ့တဲ့သတင်းသမား200ကျော်ထဲမှာနှစ်ရှည်ပြည်တန်တွေချမှတ်ခံထားရတဲ့သတင်းသမား88ယောက်ရဲ့ပြည်တန်စုစုပေါင်းဟာ 498နှစ်ရှိရလို့နိုင်ငံမောက်တရားကျော်ကလူမှုရက်ဖတ်အဖွဲ့အစည်းတွေရဲ့တရားဥပဒေဆိုင်ရာ မြင့်တင်လှုံ့ဆော်ပေးနေတယ်။ The International Center for Not for Profit Law ICNC အဖွဲ့ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရသိရပါဗျ။အခု April ပထမပတ်ထဲမှာပဲ ARD တိုင်းမြောင်မြို့နယ်မှာဖမ်းဆီးခံရတဲ့မြေလက်တံတရင်ဌာနကတရင်နောက်ကိုတန်းထိုင်မြင့်ကိုစစ်ကောင်စီကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှာ52ကြိမ်နဲ့တရားစွဲတင်ပြီးထောင်နဲ့ငါးနှစ်ချမှတ်လိုက်ပါဗျ။ သတင်းရယူတင်ဆက်နေတဲ့သတင်းသမားတစ်ယောက်ကိုပြမှုပြစ်ဒဏ်ကြီးအောင်အခုလိုပုံမှန်တက်ပြီးဖမ်းဆီးရဖြစ်တယ်လို့မြလက်တန်သတင်းဌာနရဲ့အေဒါဖွဲ့ဝင်တယောက်ကပြောပါတယ်။သူတို့စန့်ကျင်ရေးသားနေတဲ့မီဒီယာတွေကိုအမျိုးတကြီးနဲ့အဲ့လိုမျိုးအဲရှေ့မှာလည်း similar case တွေလည်းအများကြီးပေါ့နော်။ဟိုအမျိုးတကြီးနဲ့ဖမ်းတယ်နှိပ်စက်တယ်ထောင်အဆမတန်ကြီးချတယ်ပေါ့။ဒီလိုချို့ဆိုအသက်ခံရတဲ့ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါတွေကသတင်းမီဒီယာလွတ်လပ်ခွင့်အပြင်းထန်ဆုံးဟိုပေါ်ပေါ်တွေနေချိုးဖောက်နေတာပေါ့နော်။ ဒီတရင်ရယူလဲဆိုလို့ရှိရင်ဟိုမှာတော့ဆိုသူအမြင်ကပ်ပုံမလို့ခေါ်တယ်ငါငါတော့ပါတက်လို့ရတယ်ကွာဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပြစ်ဒဏ်ကိုမကြီးကြီးအောင်လို့ကိုဂျက်ဖက်ဥပဒေဆိုတဲ့ဟာနဲ့တက်ပြီးတော့မှဟာနှစ်များနှစ်များများချလုပ်လို့ရမယ်ဟာကိုပုံမအောင်ယူပြီးတော့တက်တာပေါ့လေသူတို့လူတွေပုံမအောင်ယူတက်ပြီးတော့ဒီ9နှစ်ဆိုပြစ်ဒဏ်ကိုချတာပေါ့နော်ဆိုတော့အာဒါကသတင်းအလုံးလုံးနေတာဖြစ်တဲ့ဒါကလုံးဝမဖြစ်သင့်ဘူးနော်သတင်းမီဒီယာလွတ်ခွင့်ကိုကဘာမှာလည်းအခုအဆိုးဆုံးဖြစ်နေတဲ့အချိန်မှာထပ်ပြီးတော့ဘူး ဆိုးသွားလာတဲ့ပူပြီးဆိုးသွားလာတဲ့အချိန်ကြီးတည့်ရလို့ဟုတ်အဲ့လိုတော့မှတ်ချက်ပေးလိုပါတယ်ဗျဟုတ်မြန်မာနိုင်ငံမှာအာနာသိမ့်မိနောက်ဖမ်းဆီးထောင်ချခံခဲ့ရတဲ့တရင်သမား221ယောက်ရှိပြီးလက်ရှိချိန်ထိ52ယောက်ကဖမ်းဆီးခံရဆဲဖြစ်ပြီးပြည်ထောင်ချမှတ်ခံရတဲ့တရင်သမား23ယောက်ကတော့ပြင်းထန်တဲ့ထောင်နှံ10နှစ်ကနေ28နှစ်ထိချမှတ်ခံရကြောင်းကို ICNN ကဖော်ပြပါတယ်မီဒီယာ69ခုကတရင်သမားတွေဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီအထက်မီဒီယာ88ခုကသတင်းသမားတွေဟာထောင်ဒဏ်တွေချမှတ်ခံရတာလည်းဖြစ်ပါတယ်။ထောင်ဒဏ်အများဆုံးချမှတ်ခံရတဲ့သူတွေတဲ့မြန်မာနောင်သတင်းဌာနကတပုံသတင်းတော့ကိုဆိုင်စော်တိုက်လဲပါဝင်ပါတယ်။ကိုဆိုင်စော်အချင်းထောင်ထဲမှာချုံနှောင်ခံထားတာဟာနှစ်နှစ်နီးပါးလောက်ရှိပါပြီ။ဒီနှစ်နှစ်အတောအတွင်းမှာသူဟာအင်းစင်ထောင်ထဲမှာအလွန်ညှဉ်းပန်းနှိပ်စက်ခံထားရတယ်လို့ကျွန်တော်တို့သိရပါတယ်။အာရာသိမ်းပြီးတဲ့နောက်ဒီမြန်မာနိုင်ငံကနေပြီးတော့မှ တတိယနိုင်ငံထွက်လာဖို့ဩစတြေးလျနိုင်ငံထွက်လာဖို့ဟိုဒီကျွန်တော်တို့အဖွဲ့သားတွေတည်းကနေပြီးတော့မှသူကပထမဦးဆုံးအခွင့်အရေးရခဲ့တယ်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့သတင်းစာလုပ်ငန်းကိုမြေပြင်မှာဆက်လက်ပြီးတော့လှုပ်ချင်တယ်။နောက်ပြီးတော့သူ့ရဲ့ရန်ကုန်မှာရှိတဲ့မိခင်ကြီးကိုစောင့်ရှောက်ဖို့ဆိုပြီးတော့သူဟာမြန်မာပြည်မှာပဲဆက်ပြီးတော့နေထိုင်ဖို့ဆိုပြီးတော့ဆုံးဖြတ်ခဲ့တဲ့သူပါ။သူ့ကိုအများဆုံးပြန်လှည့်ပေးဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ကတော့ဒီအဆက်မပြတ်တောင်းဆိုနေမှာဖြစ်ပါတယ်။လာမယ်မေလ3ရက်က အပြည်ပြည်ဆိုင်ရာသတင်းနဲ့စာလယ်ဇင်းလွတ်လပ်ခွင့်ဖြစ်ပေမဲ့မြန်မာနိုင်ငံကသတင်းသမားတွေရဲ့လွတ်လပ်မှုနဲ့သတင်းရယူပိုင်ခွင့်တွေကတော့ဖိနှိပ်ခံရဆဲလေးဖြစ်ပါတယ်။ဒီလိုအခြေအနေတွေမှာသတင်းရယူတင်ဆက်နေကြတဲ့ပြည်တွင်းပြည်ပသတင်းသမားတွေကိုဂုဏ်ယူကြောင်းကိုစေဝင်းကဆက်ပြောပါတယ်။ပြည်တွင်းမှာပေါ့ရှိတဲ့သတင်းသမားတွေရောပြည်ပမှာရှိတဲ့သတင်းသမားတွေရောသတင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှသတင်းတွေတင်ဆက်ဖို့အတွက်သတင်းတွေရယူဖို့အတွက်အလွန်အမတန်ကြီးမားတဲ့စိန်ခေါ်မှုတွေကျွန်တော်တို့ကရင်ဆိုင်နေရပါတယ်။ ီတွင်ကသတင်းသမားတွေဆိုလို့ရှိရင်လည်းအများစုကဟိုလုံးဝဟိုဟိုလှုပ်ရှားလို့မရတဲ့ဆိုတဲ့အခြေအနေတွေကြောက်ရွံ့နေတဲ့ဆိုပြည်ပလူတွေလည်းပဲထိုးနေလကောင်းပဲအခက်အခဲတွေအများကြီးယူရင်ဆိုင်နေရတယ်ဒီလိုအခြေအနေကြားထဲကနေပြီးတော့ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့သတင်းသမားတွေရောပြည်ပမှာရှိတဲ့သတင်းသမားတွေကစူးစမ်းပြီးတော့မှဒါသတင်းတင်ဆက်နိုင်တာအင်တာနက်ဂုဏ်ယူဖို့ကောင်းပါတယ်ဒါကိုလည်းကျွန်တော်တို့အားလုံးဆက်လုပ်ကြမယ်လို့ကျွန်တော်ပြောချင်ပါတယ်သတင်းသမားတွေတဲ့ ထောင်ဝရန်ထုတ်ခံရသူ54ရောက်စုစုပေါင်းဖမ်းဆီးခံရသူ214ရောက်နဲ့ပြန်လည်လွတ်မြောက်လာသူ156ရောက်ရှိပြီးလက်ရှိအချိန်ထိထိန်းသိမ်းခံရသူ58ရောက်နဲ့တည်ဆုံးသူ6ရောက်ထိရှိလာပြီးဖြစ်ကြောင်းသိရပါဗျ။သတင်းမီဒီယာလောကိုင်းတွင် license ပိတ်သိမ်းခံရတဲ့မီဒီယာဟာ15ခုထိရှိလာပြီးဖြစ်ပြီးထုတ်ဝေခွင့်ရနာခံရတဲ့မီဒီယာက12ခုရှိတယ်လို့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ဆိုင်ရာအတန်းအဖွဲ့ကထုတ်ပြန်ထားပါဗျ။ကျမဝေပါ။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာငလင်တန်းကြောင့်တိုက်ဆုံသွားတဲ့သူတွေကိုစစ်ကောင်စီကထောက်ပံ့ကြေးဆယ်သိန်းပေးအပ်ခဲ့ပြီးတိုက်ဆုံသူအကုန်လုံးကိုမပေးဘူးလို့ဒေသခံတွေစီကသိရပါဗျာ။ ထောက်ပံ့ကြေးတွေကိုဧပြီလ30ရက်နေ့မှာပေးအပ်ခဲ့တာဖြစ်ပြီးကေလာကြေးရွာအုပ်စုတလဲဦးကြေးရွာအုပ်စုနန်းတဲကြေးရွာအုပ်စုရွာမကြေးရွာအုပ်စုတာလီကြေးရွာအုပ်စုတို့ကကွယ်လွန်သူအယောက်90ကိုပဲပေးအပ်ခဲ့တယ်လို့ပြောပါရယ်ဒေသခံတအူးကအကုန်လုံးတော့မပေးပါဘူးလူသေးဆုံးတာကတရာကျော်ရှိတယ်သူတို့ကအယောက်90ကိုပဲရွေးပြီးပေးတာဖြစ်ပါတယ်ဇေယကြီးရှေ့တောင်နောက်တောင် အုံးပင်ရွာတွေလုံးဝမရဘူး ဘာကြောင့်အကုန်လုံးမပေးရလဲတော့မသိဘူး။ကေလာရွာဆိုလည်းတချို့ပဲရတယ်ဆိုပြီးပြောခဲ့ပါဗျ။ထောက်ပံ့ကြေးပေးရခြင်းအခမ်းအနားကိုကေလာကြေးရွာအခြေခံပညာထက်တန်းကျောင်းဘွဲမှရှိတဲ့ငလင်ဘေးတံကုတ်ကဲရုံမှပြုလုပ်ခဲ့လို့ပြောပါဗျ။အင်းလေးဒေတာမှာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းကြေးရွာ25ရွာကအဆောက်အုံ3255လုံးပျက်စီးခဲ့ပြီးလူဦးရေတရာဝန်းကျင်သေဆုံးခဲ့ကဒီကနေ့အထိအကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ပို့ဦးလူငယ်အစည်းအရုံး PYO ကထုတ်ပြန်ထားပါဗျ။ တရုတ်ရဲ့ဂျာဝင်ပေးမှုနဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နဲ့စစ်ကောင်စီတို့ကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပေမယ့်မောင်မြင်းနဲ့နောက်မှာတော့မန္တလေးတိုင်းမိုးကုန်းမြို့ကိုစစ်ကောင်စီကနှရန်ဆက်တိုက်ဖုံးကျဲခဲ့ပါတယ်။မိုးကုန်းအနောက်ပိုင်းကတဲ့ရက်ကွက်နာကိုစစ်ကောင်စီတပ်ကမေလ3ရက်နေ့ဒီကနေ့မနက်9:00နာရီဝန်းကျင်မှာလေကြောင်းကနေဖုံးကျဲတိုက်ခိုက်ခဲ့ပြီးမေလ2ရက်နေ့ညပိုင်းမှာလည်းမိုးကုန်းအရှေ့ပိုင်းဗမုံရွာနဲ့အနောက်ပိုင်းအုတ်အင်းရွာတို့ကိုလည်းဖုံးကျဲတိုက်ခိုက်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ မေလ3ရက်နေ့ဒီကနေ့မနက်9:00နာရီဝင်းကျင်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကတဲ့ဆွတောင်းပြည်ဖျားနာမှာလမ်းခင်းနေတဲ့ပျံစရာတယောက်ပွဲချင်းပြီးတည်ဆုံးခဲ့ကအမျိုးသားတယောက်အပြင်းထန်ဒဏ်ရာရှိသွားခဲ့ပါတယ်။မိုးကုံမြို့အနောက်ပိုင်းကတဲ့အနောက်ဖုန်ကြီးကျောင်းနာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲချခဲ့တာလို့မိုးကုံမြို့နယ်ပါကဖာတာဝန်ရှိသူတယောက်ကပြောပါရယ်။မိုးကုံအနောက်ပိုင်းအုတ်အင်းရွာနဲ့အရှိပိုင်းဗမုံရွာတို့ကိုလည်းစစ်ကောင်စီတပ်ကမေလ2ရက်နေ့ည7:00နာရီဝင်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့သေးပြီးလူထိ ခိုက်တာတော့မရှိခဲ့ဘူးလို့သိရပါဗျ။မိုးကုတ်မြို့ကိုပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦးတောင်းတက်မတော် PSLF TNL က2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာစတင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပြီးတရုတ်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုကြောင့်ဧပြီလ28ရက်နေ့နဲ့29ရက်နေ့ကစစ်ကောင်စီတပ်နဲ့ကုမဲမြို့မှာဆွေးနွေးပွဲပြုလုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့သိရပါဗျ။ ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်